UPDJC အဖွဲ့ဖွဲ့စည်းပြီးနောက်ပိုင်းနိုဝင်ဘာ28ရက်နေ့မှာကျင်းပတဲ့ဆွေးနွေးပွဲလာရောက်သူတွေကိုငင်းငံရေးတချင်းတွေစိုးပြခဲ့တဲ့ငင်းငံရေးရှိုက်တန်လူငယ်အဖွဲ့ဟာစစ်ဘေးသင့်ဒုက္ခခံပြည်သူတွေအတွက်အလူငွေကောက်ခံခဲ့ကြပါတယ်။ငင်းငံရေးဖော်ဆောင်နေတဲ့ NPC ကိုသူတို့အဖွဲ့ရဲ့ငင်းငံရေးလှုပ်ရှားမှုတွေကိုတင်ပြနိုင်ဖို့သူတို့ဖြစ်စေချင်တာတွေကိုလာရောက်မြစ်တာရက်ခံခဲ့တာပါလို့ငင်းငံရေးရှိုက်တန်အဖွဲ့ကကိုလင်းနီတွေကတုံ့ပြန်ခဲ့ပါတယ်။ ်ဘယ်နေရာမှာကျွန်တော်အလှလိုက်ခံနေအဲ့တော့ညင်ချိုင်းနဲ့ထိဆက်တဲ့အဖွဲတွေပို့ပြီးတော့စပြီးတော့အလှခံပါเนาะအဲ့တော့ကျွန်တော်ကဒီမြန်မာပြည်စင်တာဆိုတော့မြန်မာညင်ချိုင်းပေါ်ဆောင်နေတယ်အဲ့တော့သူတို့စီမားလာပြီးတော့ဒီသတင်းစကားပိုင်းနဲ့ကျွန်တော်တို့လုပ်နေတဲ့အကြောင်းအရာနဲ့အခန်းထဲနဲ့ကျတို့ဖြစ်စီခြင်းနဲ့စန်တာနဲ့မြေတားရဲခန့်ချပြီးရခါမှာတည်င်းစကားပါရင်နဲ့ကျတို့တခါလေးစစ်ပြီးရှောင်းရင်အတွက်အလူခန္ဓာအဲ့ဒီသုံးချက်လုံးနဲ့လာတာပါခဲ့။ကိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့စစ်ပွဲတွေကြာငင်းညာရေးစာချုပ် NCA ချုပ်ဆိုထားတဲ့အတိုင်း MPC မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအစိုးရအဖွဲ့တွေနဲ့နိုင်ငံရေးပါတီတွေကနိုင်ငံရေးမူပေါင်းရေးဆွဲဖို့စတင်ဆွေးနွေးနေချိန်မှာငင်းညာရေးရှိုက်တန်လူငယ်အဖွဲ့ကရောက်ရှိလာတာဖြစ်ပါတယ် အဓိကတော့မြန်မာပြည်ငင်းချမ်းမှုအဓိကပေါ့နော်ဒီလူငယ်တွေအနေနဲ့လဲကိုအဲ့ဒီဒေတာမှာကိုမရောက်ရှိနေဘူးဆိုပေမဲ့လဲအဲ့ဒီဒေတာကလူသားချင်းစာနာနဲ့အနေနဲ့သူတို့တွေဘလို့ဒုက္ခတွေအခက်အခဲတွေခံစားနေရဆိုတော့ကိုဘက်ကနေတစ်ဖက်တစ်လမ်းဘလို့ပါဝင်ပေးနိုင်လဲဆိုတော့အသက်နိုင်ကိုပါဝင်ပေးနိုင်တဲ့အနေအားနေပေါ့မဟိုလက်တွဲပြီးတော့လှုပ်တင်နေပေါ့နော်လူငယ်အနေနဲ့လဲပါဝင်ပေးနိုင်လို့ဟိုတိုက်တွန်းချင်တယ်ဟုတ်နိုဝင်ဘာ22ရက်နေ့ကအင်းအားကံပေါင်းမှာဒေတာအလက်90ကျော်နဲ့ ရင်းညာရေးရှိုက်တန်ရဲ့ဖြောပြမှုတွေကိုစတင်ခဲ့တာဖြစ်ပြီးလူစီကားတဲ့နေရာတွေမှာလည်းလှည့်လည်အလူခံခဲ့ကြပါဗျာ။ရင်းညာရေးရှိုက်တန်လှုပ်ရှားမှုကိုလူငယ်အဖွဲ့အစည်းတွေဖြစ်တဲ့ Mindset Independent Youth for Change အဖွဲ့နဲ့ပန်းပြိုလက်လူငယ်စင်တာတို့ပူးပေါင်းဆောင်ရွက်ကြတာလည်းဖြစ်ပါတယ်။